ရခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတာအဲကျွန်တော်တို့ဒီနေ့ဒီဘောဆင်ခြင်းဖို့အတွက်ကကြတော့ဒီမပေါ့အတော်သူဆိုရဲကောင်းစင်လေးနဲ့ဒီဘောဆင်ခြင်းဖို့ဖြစ်ပါတယ်ဒီမနော်ကြီးရှင်ပေါ်လို့ရဲ့ဒါနောက်ဆုံးချိန်မှာသူ တိမောသီဩဝါဒစာဒုတိယဆောင်ပေါ့လေအဲဒီမှာတိမောသီသူပြောတဲ့အထဲမှာနောက်ဆုံးဒီစာနောက်ဆုံးပဲသူထပ်ပြီးတော့ဩဝါဒစာရေးတာလေမရှိတော့အဲ့ဒီအချိန်မှာသူဘသူဒီဘလူပေါင်းသိရမယ်သူတက်တာတွေမှာဂျုံပြေးခဲ့ရတဲ့သူတွေရဲ့အကြောင်းပြောပြပြီးတော့မှဒါတိမောသီနဲ့လေချီတွေ့ဆက်ဆံဘူးတဲ့သူတွေဖြစ်တယ်ဆိုတော့လည်းတွေ့ရတယ် ဲဒီမှာသူတက်တာတွေမှာသူပေါင်းသိင်းတဲ့အခါမှာကြုံတွေ့ရတဲ့အရာတွေသင်ငန်းစာယူစီရတယ်ဘောနော်အဲဒါမှမဟုတ်ပြီးလို့ရှင်လေတကယ်ပဲဝီယုံကြည်လို့ရတဲ့သူတွေဆိုတဲ့ဥစ္စာကိုပြောပြတာတွေ့ရပါတယ်ဆိုတော့ဒါကိုကျွန်တော်ဗမာလေးတွေ့ရတယ်ဆိုလို့ရှိရင်ဒါဝိတ်ကြီးကသူ့ရဲ့နောက်ဆုံးအဲတက်တာကုံဆုံးကန်ဒီမှာဒါဟို သူ့သားပေါ့နော်ရှောလမုန်မှားတဲ့အခါမှာအသေးစိတ်သူမှားခဲ့တယ်ဖေသူရီကိုဘယ်လိုမျိုးဆိုရဲဥစ္စာဆိုတော့အဲ့ထဲမှာတော့နည်းဒါဝိဒ်ကတော့သူ့ရဲ့ personal နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြီးတော့မှအချို့သူတွေကတော့အာတခါလေစီရင်ဖို့အတွက်ပါမှားခဲ့တာမျိုးတွေလည်းရှိတယ်ဆိုတော့ဟောဒါ spiritual နဲ့ပတ်သက်လို့ရှိရင်အရင်အာမြင်လို့ကျွန်တော်တို့မြင်တာပေါ့နော်သူကတော့ ဟိုပြောတယ်ဒါပေမဲ့တော့ဘယ်လိုပြောလဲဆိုလို့ရှိရင်တီချာလေးတတိထားပြီးတော့ပဲပြောပြီးတော့မှတတိထားရမယ့်အရာတွေပေါ့ပေါင်းအပ်တဲ့သူမပေါင်းအပ်တဲ့သူတတိထားရမယ်ဆိုတော့သူသင်ခဲ့တယ်ဆိုတော့တွေ့ရတာဒါနှစ်တိ၄ဆိုတော့ကိုးကနေဆိုတော့အရင်ဆုံးတော့ကျွန်တော်ဒီတတိထားရမယ့်သူလေးတွေကိုအရင်ဆုံးစပြောခြင်းငါထန်သူမြန်မြန်လာခြင်းကစူးစမ်းတော့ ော့တသူတိမောသေကိုအရင်အမြန်ဆုံးရောက်ချင်စေခြင်းနေပြီသူ့ရဲ့တက်တာထဲမှာဘာလို့ဆိုသူ့တက်တာထဲမှာဒါနောက်ဆုံးချိန်လည်းဖြစ်နေပြီဆိုတော့တွေးရတာပေါ့ဆိုတော့အငွေ၁၀ရောက်လာတဲ့ကောင်မှာကျောင်းမူကဒီမသည်ယခုဘဝကိုနှစ်သက်သောစိတ်ရှိသည်နှင့်ငါ့ကိုစွန့်ပြစ်၍တက်တာလုံးနေမျိုးသူသွားပြီဆိုတော့အဲ့ဒါလေးကိုပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးစင်ကြင်မိတယ်ဒီမ ဆိုတဲ့ပုံကပဒီအကြောင်းအရာကျွန်တော်တို့ပမာလဲတွေ့ရလဲဆိုလို့ရှိရင်ဒီမားဆိုတဲ့သူကယုံကြည်ခြင်းသင်္ဘောပြက်တယ်ဆိုလို့မဩဝါရစပထမစာဆောင်ဒီမောဒီဩဝါရစပထမစာဆောင်မှာပြောပြောတယ်ထင်မှာပါယုံကြည်ခြင်းသင်္ဘောပြက်တယ်အခုဒီမှာထပ်ပြီးတော့မှပြောပြတယ်ဒီမားကယခုဘဝကိုနှစ်သက်သောစိတ်ရှိသည်နှင့်ငါ့ကိုစွန့်ပြစ်၍တတလောနေမြို့သို့သွားပြီး ။တမန်တော်ကြီးရှင်ဘောလူရဲ့နောက်ဆုံးချိန်ဖြစ်တယ်။ဘသူများဂုံချောတာကိုခံရတာ။အဲအဲ့မှာအေယုန်လီတဲ့စကားကြောင့်ဒုက္ခရောက်ပြီးမှပြဿနာတက်နေတဲ့အခါမှာလုတ်ဖော်ဆောင်ပဲလည်းဖြစ်နေတယ်။အဲ့ဒီအရာကိုဘာလုတ်ချင်းခံလိုက်ရလဲဆိုစွန့်ပစ်ချင်းခံလိုက်ရတာ။လုတ်ဖော်ဆောင်ပဲတယောက်ကတစ္ဆာမေ့သွားနေစွန့်ပစ်ချင်းခံလိုက်ရတဲ့အရာသူ့တက်တာထဲမှာဒါဟိုမကောင်းကြောင်းပြောနေတာတဲ့တစ္ဆာမရှိတဲ့ ူဖြစ်တဲ့အခါမှာအဲ့ဒီခံစားချက်ပေါ့နော်အဲ့ဒီခံစားချက်ကလေးကိုသူပြောပြတယ်ဆိုတာတွေ့ရတယ်အာယခုဘဝကိုနှစ်သက်တယ်ဆိုတော့လောကနဲ့လောကအရာကိုနှစ်သက်သွားတဲ့သူဖြစ်နေမယ်ဆိုတော့အဲ့ဒီခေတ်အခါကလည်းဒီ prosperity gospel လို့ပုံစံမျိုးတွေဟုတ်ပြောတာတွေ့ရတယ်ဟောယေရှုယုံကြည်လို့ရှင်အရာခက်သိမ်းပြည့်ပြည့်စုံပြီကျမမယ်ချမ်းသာမယ်ဘာမှမလိုတော့ဘူးဆိုရက်တဘောကစပြီးတော့မှ ီပုံကူပြောင်းလဲလာကြတဲ့ဟိုကအဲ့လိုမျိုးရှိခဲ့တယ်။ဒါပေမဲ့စစ်မှန်တဲ့ဝိညာဉ်ရေးရမှာခရစ်တိုရဲ့အာတန်ဖိုးနားမလည်ခဲ့တဲ့သူဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ခရစ်တိုနောက်ကိုလိုက်တာဟိုပေါ်ပင်တစ်ခုကြောင့်လိုက်လာတာလေဖြစ်နိုင်တယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့လိုက်ရင်းနဲ့မှာဗတမန်တော်ကြီးရှင်ပေါ်လူနဲ့ကြုံတွေ့လာရတဲ့ဒီခက်ခဲဒုက္ခပြဿနာတွေအများကြီးကြုံတွေ့လာရတယ် အဲ့ဒီအခါမှာတီအယောက်သူဘာမလုပ်ချင်တော့လဲဆိုရှင်ဆက်ပြီးရင်မဆိုင်ချင်တော့ပြီးတော့မှသူဘယ်နေရာမှာမနေချင်လဲဆိုလို့ရှိရင်ဆိုတော့ဟိုတက်တောက်တက်တာဖြစ်ပြီးတော့မှအေးအေးစစ်စစ်ကြွယ်ဝတဲ့နေရာမှာပဲသူနေချင်တယ်ဒါကြောင့်ဒီစကလုံးကိုသုံးနေဆိုတာတွေ့ရတယ်လောကကိုနှစ်သိမ့်ပြီးယခုနော်ယခုဒီလောကကိုနှစ်သက်တယ်လို့ပြောရကောင်ပါတော့တမန်တော်ကြီးရှင်ယောဟန်ကလည်းဒီဥစ္စာကိုပြောတယ် သင်တို့ဟာလောကကိုအမချစ်ကြနဲ့လောကရဲ့တမချင်းကြီးနောက်ကိုမလိုက်သွားကြနဲ့ဆိုပြီးတော့မှသွန်သင်ထားတာတွေ့ရတယ်ဆိုတော့လောကမှာကျွန်တော်နေရမယ်လောကနဲ့သက်ဆိုင်တဲ့အလုပ်တွေကိုလုပ်ရမယ်လောကကိုချစ်တယ်လောကကိုနှိမ့်သက်တယ်ဆိုလို့ရှိရင်ဒီလောကနဲ့သက်ဆိုင်တဲ့အရာမှာတက်မဲ့ဆွဲလန်းမှုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလမ်းကြောင်းလွဲသွားတယ်ခရစ်တော်နောက်ကိုလိုက်ဖို့အတွက် အဆင်မပြေနိုင်တော့ခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာကျွန်တော်တို့ဟိုကျွန်တော်တို့မကြိုက်မနစ်သက်တဲ့အရာတွေအများကြီးရှိနိုင်တယ်ဆိုတော့တွေ့ရတယ်။အဲတော့အခုခေတ်ဒီမတွေလည်းအများကြီးပဲရှိခဲ့ပြီ။ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်ပြန်ပြီးတော့မှစဉ်းစားဆင်ခြင်ဖို့လိုအပ်တယ်။တမန်တော်ရှင်ဖို့လို့တိမောသေကိုတတိပေးနေတယ်လို့ကျွန်တော်တို့ကိုလည်းတိုင်းနေတတိပေးနေတယ်။ကျွန်တော်တို့ရှောက်နေတဲ့လမ်းကတမန်တရားနဲ့အညီဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလောကနဲ့ပတ်သက်ဆက်နွယ်လို့မရအောင် ဒါကြောင့်အလုံးမလုံးရတော့ဘူးငွေမရှာရတော့လို့ပြောတာမဟုတ်တက်မဲ့ချင်းဆိုတဲ့အရာလောကောက်ချစ်တယ်ဆိုတဲ့အရာဖယောင်းမချစ်နိုင်ကျွန်တော်တခင်တူရဲ့အစီကိုခံနိုင်မှာမဟုတ်တခင်တူကိုချစ်မယ်တခင်တူကိုမုန်းမယ်တခင်တူနောက်ကိုလိုက်ပြီးတော့မှတခင်တူကိုကျွန်တော်ဥပိ္ပခါပြူရမှာလောကနောက်ကိုလိုက်ခရစ်တော်နောက်ကိုလိုက်လို့ရမှာမဟုတ်ဒီနေ့လေကျွန်တော်တွေ့ကြုံရပါတယ်တကယ်တော့နှုတ်ကပတ်တော်ပဲစံစာစံစာတိုင်းပဲကျွန်တော်ပြောနေတာပဲ ဒါပေမဲ့အချို့နှုတ်နေတဲ့သူတွေကကျွန်တော်တို့ပြောနေတဲ့နှုတ်ကပတ်တော်တမန်တရားကိုသူတို့မကြိုက်ဘူး။ဘုမခံခြင်းသူတို့ကခုနပြောတဲ့ကြွေးဝါခြင်းချမ်းသာခြင်းနဲ့ဒီလောကစည်းစိမ်တက်မတ်မှုတွေမှာပဲသူတို့သွားကျင်ကြတဲ့အခါမှာဒီနောက်ကိုလိုက်သွားကြတယ်။ခစ်သစ်ဒီမာတယ်အခုကျွန်တော်အများကြီးပဲရှိနေဆိုတာဝမ်းနေဝေတွေ့ကြုံရပါတယ်။ဒါအတင်းတော့တော်တော်များများလဲ တောက်ရင်ဆိုင်နေရတယ်ဝနေစရာသူတို့ပြန်ပြောပြတဲ့ຢာတွေပဲကျွန်တော်တို့ကြားရတာအများကြီးရှိတယ်ဆိုတော့တွေ့ရပါဒါကြောင့်ဗတ္တိထားရမယ့်ຢာဖြစ်ပါတယ်ဆိုတော့တမန်တော်ရှင်ဘိုးလို့ကလည်းဒီမလို့လူတွေဒီမဆိုတဲ့ပုဂ္ဂိုလ်မြင်တိတာဘာလို့သွတ်တတလုံးနေဖတ်သွားတဲ့အခါမှာသူကအမှုတော်ဆောင်ပုံစံမျိုးနေပဲသွားတာဆိုတော့အဲ့ဒီမှာလည်းသူဘလို့သွားအောင်မလဲဘလို့မျိုးအာသူအပြင်လူတွေ ပြက်တနာအတင်းတော်တွေမှာပြက်တနာတွေဖြစ်လာအောင်မလဲဆိုတဲ့ဥစ္စာဆိုရင်ဆရာရှိတဲ့အတွက်ဒါသတိပေးတာဖြစ်တယ်ဆိုတော့ရှင်ဘောလူလို့ပုဂ္ဂိုလ်ကိုလည်းသူကရှင်ဘောလူရဲ့နောက်ဆုံးချိန်ဖြစ်နေပြီနေပြီးတော့မှရှင်ဘောလူအသက်ခံရတော့မယ်ဆိုတဲ့ကံမှာတော့ရှင်ဘောလူစီကဘာမှရနိုင်စရာအကြောင်းမရှိတော့တဲ့ကံမှာရှင်ဘောလူထားခဲ့လိုက်တာဘယ်တော့စိတ်တက်ကမကောင်းလဲဆိုတွေးကြည့်လို့ရတယ်ပြီးတော့မှသူဘာလုပ်သွားလဲဆိုလို့ရှိရင်ဒေသလုံးမျိုးကိုသူထွက်သွားတယ်ဒါရှင်ဘောလူကခံစားရတယ်မကောင်းပြောတာမဟုတ်ပါဘူး ပသက်စာမရှိတဲ့သူဆိုဥပိ္ပခပြုတ်သွားတဲ့သူလို့ပေါ်ဆောင်မဲ့တယောက်ဆုံးရှုံးသွားရတဲ့အနေထားကိုပြောပြနေတာဖြစ်တယ်။တတိထားရမယ်သူဖြစ်တယ်ဆိုတော့ပြောပြတာဖြစ်တယ်ဘုနော်ဒါလေးကိုစင်ကျင်မှုကြောင့်ဖြစ်ပါတယ်။ပြီးတော့မှကာရက်ကီဒီဂလာတိပြည်သူ၎င်းတိတုဒီတလမာရီပြည်သူ၎င်းသွားပြီ။ဒါရီကြတော့ဒီပုံကိုနှစ်ယောက်ကိုကြတော့သူက negative နဲ့ပတ်သက်ပြီးပြောတာမဟုတ် သူတို့မှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ဖို့အတွက်သူတို့သွားကြတာဖြစ်တယ်။သွားဟုသွားရမှာ။ဒီဒီဒီလူတွေကကြတော့အတာဒနာနဲ့ပတ်သက်ပြီးတော့မှသူကိုယ်တိုင်ခွဲကမှတ်သားထားတဲ့သူတွေဖြစ်တယ်။တီတူဆိုလို့ရှိရင်လည်းတီတူအိုရာဆောက်ဆောင်ထဲမှာဒါငါ့ရဲ့သားချစ်သားငါ့ရဲ့ဖြစ်ပွားစီတဲ့သားစစ်စသည်ဖြင့်ဒါမျိုးစကလုံးတွေနဲ့တုံထားတာတွေ့ရတယ်။ဆိုတော့တီတူကတော့သူစိတ်ချလို့ရတဲ့သူတွေပဲပေါ့နော်။တင်းအုပ်တွေဖြစ်တယ်ဆိုတော့တွေ့ရတယ်။ တော့သူတို့ရဲ့သွားတာတော့တကယ်အာဒါသူရဲ့စီလွတ်ခြင်းမြေသူရဲ့လူအပ်ချက်ဟိုအတင်းတော့သူကြည့်ရမယ့်အရာတော့သူသွားတာဖြစ်တယ်ဆိုတော့ဒါတော့ကျွန်တော်ပိုင်းခြားနိုင်လို့ရတယ်အငယ်စက်တစ်ကဘာပြောလဲဆိုရှင်လူကာတယောက်သေးတာငါထံမှာရှိအဲအဲ့ဒီလူကာရဲ့အကြောင်းတော့နည်းနည်းပြောခြင်းနဲ့လူကာလူကာကတကယ်တော့တကယ်အာအသက်တာထဲမှာ ဖယားကိုပြီးဆက်တဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်။တမန်တော်ကြီးရှင်ပေါ်လူရဲ့တတိယခီးစဉ်ဘောနော်တောက်လျှောက်သူသွားတယ်။နောက်ဆုံးဒီယောမမြို့မှာသွားပြီးအင်္ဂလိပ်ပြောသာသနာပြုတဲ့လုပ်ငန်းစဉ်တွေမှာလည်းသူ like like ခဲ့တယ်။အခုအချိန်ထိရှိနေတာ။နော်တမန်တော်ကြီးရှင်ပေါ်လူရဲ့နောက်ဆုံးအချိန်ထိရှိနေတယ်ဆိုတာကိုတွေ့ရတယ်။ပြီးတော့ဒီကိုလိုဒေအိုဝါရာစာရင်းမှာဆိုလို့ရှိရင် လူကစေတမတယောက်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းအတမန်တော်ရှင်ဘိုးလူကတော့ပြောပြထားတယ်ဆိုတာနားလည်ရတာပေါ့ဆိုတော့အဲ့ဒီမှာကျတော့ဒီသူတို့ဒီတုံးတက်တဲ့အရာကတမန်တော်ရှင်ဘိုးလူကဒီသူစီမှာစူးရှိတယ်လीဒါကောရင်သူတွေမှာပြောပြထားတဲ့အထက်မှာကောရင်သူအော်ရာစာတွေမှာပြောပြထားပုံရဆိုလို့ရှိရင် သူ့စာတန်းကထိုးတဲ့ဆူးပေါ့နော်သူသုံးချိန်တောင်ဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာမရခဲ့ဘူးဒါတကယ်တော့တမန်တော်ရှင်ပေါ်လူကအနာရောဂါငြိမ်းဖို့အတွက်ဘုရားသခင်ကြားခံအသုံးပြုတဲ့အာဆုကျေးဇူးရှိတဲ့သူဖြစ်တယ်ဒါပေမဲ့သူ့တဲ့သူဆုတောင်းတဲ့အခါမှာအချို့ကဏ္ဍတွေကဘုရားသခင်ပြီးမပြောင်းဒါမျိုးကျွန်တော်တွေ့ရတယ်ဘာအတွက်လဲဘုရားသခင်သူ့ပြန်ဖြေပြီးတယ်ငါကျေးဇူးတင်ဖို့လောက်တယ်ဒီအရာကဖရားရဲ့ လှုပ်ဆောင်ပေးမယ့်အရာဖြစ်တယ်ဆိုတဲ့အရာကိုပြောပြတယ်ဆိုအဲ့ဒီအရာအတွက်သူ့မှာနာကျင်တဲ့အရာရှိနေတယ်တဲ့အဲ့ဒီအရာကိုလူကအမြဲတမ်းသူ့ဘာလို့ပြီးလဲဆိုလို့ရှိရင်အဲ့လိုနာကျင်တဲ့အချိန်ကြလို့ရှိရင်သူနာပေါ့နော်နာပြီးတော့မဖြစ်တဲ့ကောင်လူကသူ့ကိုခစ်ကောင်စီးကုပြီးတယ်ပြီးတော့မှအဲ့ဒီစီးကုပြီးနေရင်းနဲ့မှဘာလို့ပြီးလဲဆိုလို့ရှိရင်ဆိုတော့ဆက်ပြီးတော့မှခွန်အားပြီးပြီးတော့သူ့ဘေးနားမှာကျင်လာပြီးတဲ့သူဖြစ်တယ်ပေါ့နော်ဒါကို အာဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်တွေ့ရတယ်ဗျအဲ့လိုမျိုးပြောပြတယ်အခုထက်ထိသူနောက်ဆုံးအကျဉ်းတောင်တည်းမှာရှိနေတဲ့အထိလေသူအဲ့ဒီမှာပြောပြဗောနော်ဒါရှိနေတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့လူကလည်းတကယ်တော့နည်းနည်းရမဟုတ်ဘူးသူကစာရေးနိုင်တဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်တော့ဒီကျွန်တော်ဓမ္မတိကျမ်းစာထဲမှာဆိုလို့ရှိရင်အာတမန်တော်ဝုထုနော်တမန်တော်ဝုထုကဒါရှင်လူကရေးတဲ့အရာဖြစ်တယ်အဲ့ကျွန်တော်ရှင်တက်လိုက်တာဗောနော်လူကရေးတဲ့ စာဖြစ်တယ်ပေါ့ဒါကြောင့်ပေါလုနဲ့တက်ဆိုင်တဲ့အသေးစိတ်အကြောင်းအရာတွေကိုတော်တော်များများလေးကိုယ်ကိုယ်ကွယ်နေရတယ်ကျွန်내ရာတွေလည်းပါတယ်ဆိုတာတွေ့ရတယ်ပြီးတော့အဲ့ဒီမှာကျတော့သူ့ကိုယ်သူတော့သူထဲ့မြည်နန်စားသူတုံးသွားတဲ့ကဏ္ဍတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေတွေ့ရတယ်အဲပြီးတော့နောက်ဆုံးဒီဟိုယောမကိုရောက်တဲ့အထိလူကပါလာတာတွေ့ရတယ်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်အားလုံးသိတယ်ရှင်လူက ခရုံကြံဆိုတော့အဲ့ဒီမှာလဲအဆုံးဆုံးလင်းလင်းနဲ့ကိုတီချာလေးဖော်ပြထားတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီအကြောင်းအရာတွေဒီကျွန်တော်ခုနပြောသလိုပေါ့ဒါတကယ်ပဲအာဟိုတမနုရှင်ပေါ်လို့နဲ့အတူနေနေတဲ့တပည့်တော်เนาะတပည့်တော်ဒါပေမဲ့သူတို့ရဲ့အသက်တာကလုံးဝပေးဆက်ခြင်းနဲ့တွားတာအဲ့ဒီခေတ်ကတော့ ဆေးဆရာတွေကအခုခေတ်လို့ပြဆိုင်ရင်ရတာဒါပေမဲ့သူ့ရဲ့ဒီပညာကိုဖះအတွက်သူကပေးဆက်လိုက်တဲ့ပုံစံဖြစ်တယ်ဆိုတော့အရင်ကတည်းကလည်းချမ်းသာတဲ့သူတွေမှာပါတဲ့အဲသဘောထားသူ့ရဲ့သူ့မှာကျွန်နှင်းယောက်ရှိတယ်ပေါ့နော်ဒီကျွန်နှင်းယောက်နဲ့အတူတူသူကအာတမန်တော်ကြီးရှင်ပေါ်လူနဲ့ဒီတတရတန်လာပြီးခီးစင်းနေပေါ့လိုက်သွားတယ်ဆိုတော့ပြောပြရတယ်တွေ့ရတော့ကြောင့် ဒီလူကာဆိုတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးထိဟိုတမန်တော်ကြီးရှင်ပေါ်လူနားမှာနေတမန်တော်ကြီးရှင်ပေါ်လူကလည်းလူကာကိုဟိုဒီဖိလိမုန်ဩဝါဒစာထဲမှာဆိုလို့ရှိရင်လောက်ဖို့ဆောင်ပဲအနေနဲ့တော့တကယ်တော့နောက်တန်းနေလောက်ဆောင်ပေးနေတဲ့သူဖြစ်တယ်ဆိုတာပေါ့အဲ့ဒါကိုယ်ကိုယ်ကိုယ်မြင်ရတာပေါ့နော်တွေ့ရတယ်ဒါလေးတွေကိုကျွန်တော်မြင်ရပါတယ်ဒါကြောင့် ဒီလိုပုံကုံမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တက်တာတည်းမှာပေါင်းအပ်တဲ့သူတွေဖြစ်တယ်ပြီးတော့မှသူတို့ကထင်ဖို့ကြောကြာခြင်းတဲ့သူတွေလည်းမဟုတ်ဘူးတကိ့ဖះကိုချစ်တဲ့စိတ်နဲ့အစီခံတဲ့သူတွေဖြစ်တယ်ဆိုတော့ဒါမျိုးပုံကုံမျိုးတွေကကျွန်တော်တက်တာတည်းမှာရှိဖို့လိုအပ်တဲ့ပေါင်းရမယ့်သူတွေဖြစ်တယ်ဆိုတော့နောက်တစ်ယောက်ကကြတော့မာကုကိုတင်နေတူခေါ်ခဲ့လို့သူဒီဆရာမှုကိုပြုရမှာငါအကျိုးရှိမာကု တော့တစ်ချိန်လုံးကတော့ဒါကျွန်တော်ဟိုအရင်တော့ကတော့ပြောဘူးပဲဘာနဘာနဲ့ပိုးလူနဲ့ခီးစဉ်မှာပထမအဆုံးခီးစဉ်ဒါဟိုအင်္ဂလိပ်ခီးစဉ်သာသနာပြုခီးစဉ်ဖြစ်မယ်အေးပထမအဆုံးခီးစဉ်မှာမကူကသူ့ကိုဟိုတဝက်တစ်ပြက်မှာပေါ့နော်ထားခဲ့ပြီးတော့မှပြန်သွားတာဂျူးစလင်ကိုပြန်သွားတဲ့ဥစ္စာဖြစ်သွားအဲ့မှာအဲ့ဒီကလေးကပိုးလူကလည်းနည်းနည်းခက်ပြပြသားသားအသက်ရှင်နေသူဖြစ်တဲ့အခါမှာ အမကုငါမခေါ်တော့ဘူးလို့သူပြောတယ်ဒါပေမဲ့မကုဒီအပရမပိုင်းမှာဘာရပါနဲ့မျိုးတော်တယ်လို့လည်းပြောတာပေါ့နော်သူတူလို့ပြောတယ်ဆိုတော့ဘာရပါနဲ့သူသွားတယ်အဲ့ဒီမကုဆိုတာကလည်းဒီအခင်ရှုခရစ်တော်တို့အာနောက်ဆုံးညစာစာပွဲလုပ်တဲ့အထက်ခံဆိုတော့မာရီပေါ့နော်သူလည်းသူ့အမေကလည်းမာရီသူ့ရဲ့သားလို့ပြောတယ်သူငယ်သေးတာပေါ့အဲ့ဒီကလေးက သခင်ယေရှုနဲ့လည်း in touch ဖြစ်တယ်။အဲပြီးတော့မှခုနကပြောတမန်တော်တွေတပည့်တော်တွေနဲ့လည်း in touch ဖြစ်တဲ့ပုံကဖြစ်တယ်ဆိုတော့တွေ့ရတာပေါ့။နော်ဒါကမာကုကဒီလိုမျိုးတွေ့ရတယ်။ဆိုတော့ခုနကပြောလို့ပထမခီးစဉ်မှာရှင်ဘောလုနဲ့ပထမခီးစဉ်မှာ तू ကအာနည်းနည်းချမ်းသာတဲ့အပိုင်းလေးဖြစ်မယ်။ဆိုတော့ဒီဒုက္ခဆင်းရဲတွေတိတ်မခံကြတော့ तू ဂျေရုရှလင်ပြန်သွားတော့ဘောလုက तू မကြိုက်တဲ့အခါမှာထားခဲ့လိုက်အောင်။ဒါကြောင့်နောက်တစ်ခါခီးစဉ်ထွက်မလို့ပြောတဲ့အချိန်မှာ အာမကုခေါ်ဖို့ဘာနာဘာပြောတဲ့ကောင်ငါမလိုက်ငါမခေါ်နိုင်ဘူးဆိုတော့အဲ့မှာသူတို့အဲ့ကိစ္စနဲ့ဘာနာဘာကမကုကိုခေါ်ပြီးသွားတယ်ဆိုတော့နေရာမတူတော့ဘူးပေါ့နော်နေရာမတူတော့ဘူးပေါ်လူကတော့အာတိလာကိုခေါ်ပြီးတော့မှသူထွက်သွားကြတယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့အချိန်တိုင်းတာဆယ်စုနှစ်တခုလောက်ရောက်လာတဲ့အခါမှာအော်ပြီးတော့ဂျားထဲမှာဒီမကုကဒီအာရှိပြီဆိုတာအာရှပဲ့ အချမ်းပေါ့နော်အာရှလို့အာရှပဲအချမ်းအာရှအေရှမိုင်းနာလို့လည်းခေါ်မှာပေါ့ဒီအရှိလေပိုင်းနဲ့ပတ်သက်တဲ့ချမ်းနေမှာသာသနာပြုကိစ္စတွေတွားတဲ့အခါမှာအာရှိပြည်လို့ဘက်ကိုတွားတဲ့အခါမှာတမန်တော်ကြီးပေတရုနဲ့အတူတူတွားခဲ့တာဆိုတော့တမန်တော်ကြီးပေတရုအဖြစ်သူ့တက်တာတိုင်းမှာပဲပြုပြင်ပြောင်းလဲအာတင်ယူစရာတွေအများကြီးတင်ယူလာပြီးတဲ့အခါမှာအမကုတ်တကယ်အာလူကောင်းမဲ့ဖျားတုံးပြလို့ရတဲ့အစီအကံတယောက်ဖြစ်သွားတယ်ဆိုတော့တွေးရတယ်။ဒါကြောင့် ပထမပိုင်းမှာပုံမကြပေမဲ့နောက်ပိုင်းမှာအဲဒီလိုမျိုးပေါ့နော်ဖျားသခင်ကောင်းဆုံးပြန်သုံးလို့ရတဲ့သူတွေလည်းရှိတယ်ဆိုတော့တွေ့ရတယ်ဆောမာကုရဲ့တတ်တာဝန်ခံပြီးတော့မှသွားတာဟိုတိမိုသီလာမဲ့လမ်းမှာဆိုတော့ဒီဖြတ်လာမဲ့လမ်းမှာဆိုတော့မာကုကတခါလေခေါ်လာခဲ့ဖို့အတွက်ယောမောက်လာမဲ့လမ်းမှာခေါ်လာခဲ့ဖို့အတွက်သူတောင်းဆိုထားတယ်မမာကုကလည်းနည်းနည်းရတော့မဟုတ်တော့နော်ဒါခရစ်ဝင်ကျမ်းရှင်မာကုခရစ်ဝင်ကျမ်းရေးတဲ့ သူဖြစ်တယ်ဆိုတာတွေ့ရတာပေါ့ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ရှင်မကုခရစ်ဝင်ကျမ်းကဒါပထမဦးဆုံးခရစ်ဝင်ကျမ်းနေထဲမှာပထမဆုံးရေးတဲ့သူဖြစ်တယ်လို့လည်းကျွန်တော်ကျမ်းစာကြောင့်တက်တော်တာလေးပြီးသင်ခဲ့ရပါတယ်ဆိုတော့အာတမန်တော်ရှင်ပေါလုဘီနာမှာနေခဲ့တဲ့သူတွေပေါ့နော်ဖျားသခင်အသုံးပြုတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီလိုပုံကူမျိုးကိုလည်းဆိုတော့တိမောသီအတာကိုကောင်းကောင်းသိထားတာ ီပုံကူနဲ့ပတ်သက်ဘူးဒါကငါတို့ပေါင်းတစ်ပေါင်းထားတဲ့သူဖြစ်တယ်ပြီးတော့အဲတခုပြကျွန်တော်ကွန်ကရစ်တခုမှဖက်လိုက်တော့မာကုခေါ်ခဲ့တယ်သူကသူ့လက်နဲ့လုပ်သမျှအရာအားလုံးစီမံခန့်ခွဲနိုင်တယ် manage အရင်ကောင်းနေဆိုတဲ့ပုံစံမျိုးကိုပြောပြထားတယ်ဒါကြောင့်မာကုကအားကိုးရတဲ့သူဖြစ်တယ်ဆိုပြီးတော့လေပြောပြထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီလူလူမျိုးကတော့ပေါင်းတဲ့နေသူဖြစ်တယ်ပေါ့နော်ဒါကိုတွေ့ရတယ် ငယ်စနစ်မှာတူခိတ်ကိုလေအဖက်မျိုးသူငါဆီလွတ်ပြီတွေ့လားသူကိုယ်ရင်ဆီလွတ်တာရှိတယ်ဆိုတော့လိုအပ်တဲ့အခါမှာဆီလွတ်တယ်အဲကျွန်တော်တခုလေးကိုကြော်လိုက်မယ်ဆက်လေးမှာပဒိန်သမားအာလီဇန်နုတီငါ၌မကောင်းသောအမှုအများကိုပြုလိမ့်မည်အနည်းငယ်တော့မဟုတ်အများကြီးပြုရဲထို့သူကျင့်သောအကျင့်တို့ဤအကျိုးအပြစ်ကိုသခင်ပြန်ဆက်ပြီးတော့မူပါစေသော ူ့ကိုတတိပြုလို့ငါတို့စကားကိုအလွန်ငင်းနေပြီဆိုတီတီတွေ့ရဆိုတော့ဒီပုဂ္ဂိုလ်ကဒီပရိသမားပေါ့နော်ပရိသမားအာလီဇနုကအဲသူ့အကြောင်းဖက်ကြည့်လိုက်တော့ဒါတမန်တော်ဝတ္ထုမှာသေးဟိုဒုနေနုနဲ့တမန်တော်ရှင်ဘောလူတို့အတိုက်ခံလုပ်ခဲ့နောက်ပိုင်းသူကနည်းနည်း ပြောင်းလဲသလားပေါ့အဲ့လိုပုံစံမျိုးဖြစ်ခဲ့သလားမသိဘူးပြီးတော့ तू ကဘာလုပ်လဲဆိုလို့ရှိရင်ဒီယောမမြို့မှာ तू ကရောက်နေတာရောက်နေတဲ့အချိန်မှာဒီမိဆာပရိုဖက်တွေနဲ့ပြီးတော့မှယောမအာနာပိုင်တရားသူကြီးတွေကိုမကောင်းတဲ့သတင်းသွားပေးတယ်ပြီးတော့အဲ့ဒီခေတ်ခါတုန်းကယောမရဲ့နိုင်ငံရေးမှာတရှူလုတ်ပြီးတော့မှတော်တော်ပြီးတော့မှကြိုးပြတာဖားတာပေါ့အဲ့ဒီဥစ္စာလည်း တကယ်ဟိုချစားတဲ့ပုံစံမျိုးဖြစ်ပြီးတော့မှပြောတယ်ဒီအလီဇန်နုကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဂျီခရီယန်ဘာသာနဲ့ပထမအပီးယူလောက်ထားတဲ့ပုံစံမျိုးရှိတယ်ပြီးတော့မှအဲ့ဒီခရီယန်နဲ့စာချုပ်သဘောတူညီချက်အပီးယူလောက်ထားတဲ့ဥစ္စာကိုငင်းပေပြီးတော့မှဒီခရီယန်နေမှာကောင်းကောင်းပြောပြီးတော့မှအဓိကတည်ချက်ကဘယ်သူဖြစ်သွားလဲဆိုလို့ရှိရင်ဒီအာတမန်တော်ရှင်ပေါ်လူဖြစ်သွားတာပေါ့အဲ့ထဲမှာမှဒီမူမတ်တယောက်ရှိမူမတ်တယောက်ကိုအာ ီအင်္ဂလိပ်ပြောပြီးတော့မှပြောင်းလဲတယ်ပေါ့နော်ဒါဒါတော့အပြင်ကအကြောင်းအရာလေးပဲပြောင်းလဲပြီးတော့မှယောမမျိုးရဲ့အသင်းတော်တွေကိုခေါ်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပိမှန်တော်တွေခေါ်အဲ့မှာပြဿနာကြီးတက်ကုန်အောင်ယူနေတယ်ဆိုတော့အဲ့မှာတရားဝိုင်းဆွေးကြတဲ့ကောင်မမှန်တဲ့သက်သေကိုဒီအလီဆန်တို့ကလိုက်ပြီးတယ်ပေါ့နော်ဆိုတော့အရင်ဆန့်ကျင်တယ်ပေါ့သူနဲ့ပတ်သက်တဲ့တမာတရားကိုရန်ဆန့်ကျင်ပြီးတော့မှမဟုတ်ပေတဲ့ တက်တည်ဆွဲပြီးတော့မှလှုပ်တဲ့အရာဖြစ်တယ်ဒီမှာတော့တမန်တော်ရှင်ပေါ်လူကဒီလိုလူမျိုးကဒီအထင်းမှာရှိမနေသင့်ဘူးလို့သူတွက်တယ်ထင်တယ်ဘောပေါ့နော်ပြီးတော့အော်ဒါကြောင့်သူဘာကိုပြောလဲဆိုလို့ရှိရင်တော့ဒီလိုလူမျိုးကိုကြတော့သူ့ကိုသတိပြုလို့ငါတို့စကားကိုအလွန်ငင်းလေပြီဆိုတာပေါ့နော်ဆိုတာတော်တော်လေးဒုက္ခပေးတဲ့သူဖြစ်တယ်ဒါကြောင့် ယေရှုကသူ့ကိုအဲ့လိုပေါ့တခခုလောက်ပါလိုက်မယ်အဲအေးယူပါလိုက်မယ်ဆိုတဲ့ဥစ္စာလေးကိုသူကထည့်ပြောသွားတယ်ဆိုတာတွေ့ရတာပေါ့ဒါလည်းကြောက်ရွံ့ကောင်းတယ်ဒီလိုလူမျိုးတွေကိုလည်းကျွန်တော်တတိထားရမှာဖြစ်တယ်ခရင်ရောင်ဆောင်တာပေါ့နော်ရောင်ဆောင်ဝင်လာပြီးတော့မှအသင်းတော်နဲ့မိတ္တဟာရအောင်ဖြူဖြက်မဲ့သူတွေဖြက်စီးမဲ့သူတွေဖြစ်တယ်ပေါ့နော်ဒါကျွန်တော်အခုလက်ရှိအသင်းတော်ထဲမှာလည်း ဒီလိုလူမျိုးတွေအများကြီးရှိတယ်တွေ့ရနိုင်ပါတယ်ဆိုတော့အရွယ်ငယ်ပြီမဲ့လောကရဲ့အရာတွေကိုသင်တော်တွေကိုဝင်လာပြီးတော့မှာသင်တော်တွေမှာအဖြူစင်တဲ့အရွယ်လေးတွေကိုအနုငယ်တဲ့အရွယ်လေးတွေကိုလောကမှာရှိနေတဲ့ဒီလောဟိုညဉ့်ညမ်းတဲ့အရာတွေနဲ့ရောထွေးသမှတော့လှုပ်လှုပ်ဆောင်နိုင်တဲ့သူတွေရှိတယ်တတိထားမဲ့သူတွေဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒါလေးကိုတွေ့ရအခုကျွန်တော်တခုကြော်ခဲ့တယ် အငယ်73မှာတရောမျိုးတွင်ကာပုလက်၌ငါထားခဲ့သောဝုလုံကို၎င်းစာဆောင်ကို၎င်းအထုသဖြင့်တရီစာကို၎င်းတင်းဒီလာတော့ကယူခဲ့လို့နောက်ပိုးလို့နောက်ဆုံးနောက်ဆုံးဤရဲ့ကာလမှာဆိုတော့ဝုလုံသူပြောတာဒါတလိဆန်နဲ့လှုပ်ထားတယ်တလိဆန်တရီနဲ့လှုပ်ထားဒါပေမဲ့တော်တော်လေးတက်တက်ရဖြစ်တယ်ဈေးလေးကြီးတယ်ပေါ့သူကကြီးရယ်ဆိုတော့ ဟိုအဲ့လိုမျိုးအင်ဂျီလိုချုပ်ထားတာမဟုတ်ဘူးဒါပေမဲ့သူကအလေမှာအပေါက်ဖောက်ထားလိုက်တာအထူးသဖြင့်အဲ့လိုအရင်အေးတဲ့နေရာတွေမှာသူတို့ကခေါင်းကနေဆွတ်လိုက်ပြီးတော့မှခြုံလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့မျက်လုံးထဲမှာနည်းနည်းမြင်နေခြုံလိုက်ပြီးတော့မှနေဘာလို့ထောင်ထဲမှာအရင်အေးနေတယ်ဆိုတော့ထောင်ထဲမှာအရင်အေးရောအဲ့ဒီအရာကိုသူခံရတယ်ဆိုတော့လူကာရှိနေရောသူကတက်တာလူကာရှိနေရောလူကာသူ့ကိုစီကူတာပြီး ဘယ်လိုနေထိုင်ရမလဲလှုပ်ဆောင်ပေးဆိုအဲ့အဲ့ဒါသူ့အတွက်အရေးကြီးနေအဲ့ဝတ်လုံလေးယူခဲ့ပြီးနောက်ဆုံးနေ့ရက်ကာလမှာသူဒါလေးတော့ဟိုနည်းနည်းထွေးထွေးလေးသူနေချင်တယ်ပေါ့နော်ဘလောက်တောင်ခံစားရလဲဆိုစဉ်းစားကြည့်ဖို့ဒါတမန်တော်ကြီးအစီခံခဲ့တယ်ဖခင်အစီခံခဲ့တယ်တမန်တော်ကြီးနောက်ဆုံးနေ့ရက်ကာလမှာဟိုအီလုံးတို့ခြုံစရာစောင်းတော့မှမရှိဘူးလားပြီးတော့မှအရန်အီလုံးတို့ဝတ်လုံတော့မှသူကပြန်ပြီးတော့အဖက်မြွန်နေပြန်ပြီး မှားယူရတယ်ဆိုတဲ့အနေထားမျိုးကြီးဖြစ်သွားတယ်ဆိုတော့တွေးရတယ်။ဟောငါထားခဲ့တော့ oh sorry စာဆောင်ကို၎င်းအထူးသဖြင့်တရေစာကို၎င်းသင်သည်လာတော့ခါယူခဲ့လို့စာဆောင်ကိုပြောတဲ့အခါမှာအဲ့ဒါတော့သူ့ရဲ့ဒီကိုကြီးကိုရာနဲ့သက်ဆိုင်တဲ့စာတွေလည်းဖြစ်နိုင်တယ်လို့ပြောတယ်။နောက်တစ်ချက်ကကြတော့ရေးထားတဲ့အာစာတွေပေါ့ ငေါခုနလိုအိုဝါရစာရီပုံစံမျိုးကိုလည်းဖြစ်နိုင်တယ်ပြီးတော့သူ့ရဲ့ယောမနိုင်ငံသားဖြစ်ကြောင်းထောက်ခံတဲ့စာရီသူနဲ့ပတ်သက်တဲ့ကိုကြီးကိုရာစာရီဖြစ်နိုင်တယ်အဲ့တော့တရေစာလို့ပြောတဲ့အခါမှာဒါကတော့ခုနပြောတလိဆန်ရဲ့ဒီကြမ်းကြမ်းကြီးတွေပေါ့ကြမ်းကြမ်းကြီးတွေမှာရှိတယ်ပြီးတော့မှပုံထွေးပြီးရေးထားတဲ့စာရီဒါသူကိုယ်ရင်ရေးထားတဲ့စာရီဖြစ်မယ်ဆိုတော့အဲ့ဒါကြတော့ဘာဖြစ်မလဲဆိုလို့ရှိရင်သူကဟီပြေနဲ့သက်ဆိုင်တဲ့ကျန်းစာ အတမဟောင်းပေါ့နော်ဟီပြင်းနဲ့သက်ဆိုင်တဲ့ကျန်းစာဖြစ်မယ်အဲ့ဒါတွေမပြစ်အောင်လို့သူတို့ထားတာသူယူသွားတဲ့နေရာတိုင်းမှာသူထားခဲ့ဒီဒီပုတ်ကူကကြတော့တမနိုးရှင်ပေါ်လို့အပ်ခဲ့တယ်ဆိုဒီပုတ်ကူကလည်းတော်တော်လေးအာတစ္ဆာရှိတယ်စိတ်ချရတဲ့သူဖြစ်တယ်ကာပူလက်နော်ကာပူလက်ဆိုတာသူ့ကိုပြောတာဖြစ်တယ်ဆိုတာတွေ့ရတယ်သူ့ကိုမလုပ်ထားရဆိုလို့ရှိရင်စားကောင်းလေးထဲရတယ်ဆိုတော့တမနိုးရှင်ပေါ်လို့ကနောက်ဆုံးနေ့ရက်ထိပေါ့နော်နောက်ဆုံးနေ့ရက်ထိသူမလုပ်လဲဆိုလို့ရှိရင် ဒီဖះနဲ့သက်ဆိုင်တဲ့ကျန်းစာကိုသူဒီတံမိုးထားပြီးတော့မှခေါ်ပြီးတော့အခုနောက်ပြောမာကုကိုခေါ်လိုက်ရတဲ့အကြောင်းရင်းဒါကတော်တော်ဆင်ဆင်ပြစ်တာရှိနေတဲ့လူကာသူနဲ့တူရှိနေတဲ့လူကာဒီဒီဒီလူတွေနဲ့အတူတူရှိနေရတဲ့အကြောင်းရင်းအလကားမဟုတ်လေနော်ပြီးတော့ခုနောက်ပြောတဲ့ပါလာတဲ့စာဆောင်ဒါသူရဲ့နောက်ဆုံးဒါနောက်ဆုံးရေးတဲ့စာပဲနောက်ဆုံးအချိန်မှာဒါသူပါလေရေးထားတယ်ပေါ့နော်ဘလူတွေလက်ဆင့်ကမ်းလဲဆိုဘလူတွေသူပြောခဲ့လေပေါ့ ဆိုတာလေးတွေကစိတ်ဝင်စားစရာကောင်းတဲ့ချက်လေးဒါကောင်းငင်ရောက်မှပဲကျွန်တော်လည်းပြန်ပြီးတော့မှနားလည်မယ်အကြောင်းအရာလေးတဘောကထောင်ထဲမှာဒီလောက်ဒုက္ခဆင်းရဲအေးချမ်းပြီးတော့မှနာကျင်ပြီးတော့မှစိတ်ဒဏ်ရာတွေလောက်ဖြစ်နေတဲ့အချိန်မှာတော့မှဖခင်ရဲ့အစီခံခြင်းနဲ့နှောင်လာနောက်သားတွေအတွက်သူထားခဲ့မဲ့အရာကိုသူကတတိတိယနဲ့လှုပ်ဆောင်သွားတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ထမန်တော်ရှင်ဘောလူကနောက်ဆုံးတိမောသေကိုတုံသင်တဲ့အရာ လောကမှာပေါင်းအပ်တဲ့သူမှာပေါင်းအပ်တဲ့သူတွေကအရေးကြီးတယ်ဆိုတာကိုဖော်ပြတယ်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာလေကျွန်တော်တို့ကဖျားသခင်ပြီးတဲ့ဉာဏ်ပညာနဲ့ဆိုတော့ကျွန်တော်တို့တက်တာထဲမှာဖျားသခင်ပေါင်းအပ်တဲ့သူတွေကိုပေါင်းပြီးတော့မှဖျားသခင်ကရှောင်အပ်တဲ့သတိထားစရာရှိတဲ့သူတွေသတိထားဖို့အတွက်ဒီနေ့နှုတ်ကပတ်တော်နဲ့အတူတူကဆင်ခြင်ခွန်အားယူဖို့ကြောင့်ဖြစ်ပါတယ်အားလုံးပေါ်မှာဖျားသခင်တာဝန်ကောင်းကြီးဖြစ်ပါစေ